အဲ့ဒီလိုမျိုးကြိုက်ကြိုက်ဆူနေအောင်ဆူပွက်နေတဲ့ရေပူဆိုတာတကယ်ရှိတယ်။ရုပ်ခေတ်မှာလည်းမင်းမြင်တက်တွေ့တက်တွေတွေ့နေရတယ်။ဖျားလက်ထက်မှာလည်းရှိခဲ့တယ်။တခါတော့ကအရှင်မောကလန်ကိုရောမြတ်ကြီးကရဟန်းတို့ကိုပြောတယ်။ငါရှင်တို့တဲ့ဤတဘောဓမီရှင်းရှင်းရဤတဘောဓမီရှင်းရှင်းရရေအိုင်သည်ကြည်လင်သောရေရှိတယ်။ အေးမြသောရေရှိတယ်။ချိုမြိန်သောရေရှိတယ်။ဖြူစင်တန့်စင်သောရေရှိတယ်။ကောင်းသောစိတ်ကမ်းတွေလည်းရှိတယ်။နှိမ့်လို့ပဲလည်းရှိတယ်။များသောငားလေးတွေလည်းငားတွေလေးတွေလည်းရှိတယ်။နောက်ဆက်ဘင်းလှဲဘင်းပမာဏလောက်ရှိတဲ့ဘရုံမှာကြာပန်းကြီးတွေလည်းရှိတယ်တဲ့အဲ့လိုရဟန်းတွေကိုပြောတော့ရဟန်းတွေကဘယ်လိုပြန်ပြောလဲဆိုတော့အရှင်မောကလန် အစင်မောက်ကလာပေါ့နော်ဒီတဘောတာမြေရေးစင်းရရေးရနေကြည်လင်တော့ရေးရှိတယ်အေးမြတော့ရေးရှိတယ်ဒီလိုမျိုးပြောပြီးတော့ဘာဖြစ်လို့အဲ့ဒီတဘောတာမြေကြီးကကြိုက်ကြိုက်ရှုနေအောင်ပူလောင်နေတာလေဒါအစင်မောက်ကလာမဟုတ်မှမှပြောတာပဲဆိုပြီးတော့ပါရာဇီကနဲ့ဆွဆွဲအဲ့တော့အဲ့ဒီအကြောင်းမြတ်စွာဘုရားကြီးရောက်လာတယ်မြတ်စွာဘုရားဘယ်လိုမဲလဲဆိုတော့ယဟန်တို့ဤတဘောတာမြေတီစီစင်းရရေးအိုင်တာ ရှင်းရှင်းရေးအိုင်ဒီကြည်လင်တော့ရေးရှိတယ်။အေးမြတော့ရေးရှိတယ်။ချုံမြင်တော့ရေးရှိတယ်။ဖြူရှင်တော့ရေးရှိတယ်။နှစ်လို့ပဲရှိတယ်။ငားလေးတွေလည်းရှိတယ်။လှဲပင်းပမာဏလောက်ရှိတော့ဘရုံမှာဂျပန်တို့တည်းလဲပွင့်ကုန်တယ်။ယဟန်တို့တို့တော့လဲဤတဘောတာမြကြီးကြိုက်ကြိုက်စုနေရပူချင်းပူလောင်ချင်းရဲ့အကြောင်းဟာလောဟကုန်ပြီးငရေကြီးနှစ်ခုရဲ့အကြားထဲမှာ လာခဲ့တဲ့အတွက်ကြောင့်အဲ့တဘောတာမြင့်ကြီးကပူနေရတာတဲ့ကြဲကြဲစုနေအောင်ပူနေရတာတဲ့အမျက်စဗျာမိတ်တယ်ရှင်မောကလန်ဟာမှန်ကန်တဲ့စကားကိုဆိုတယ်ဖြစ်တယ်အကြောင်းမို့ပါရာဇီကကြားစရာအကြောင်းမရှိဘူးအဲ့လိုမျက်စဗျာကမိတ်တယ်ငဲပြီတကယ်မရှိလားရှိလားဆိုတာအဲ့ဒါလက်တွေ့တာရကပဲအခုခင်မာလဲမျက်မြင်တက်တွေ့မျက်မြင်တက်တွေ့အဲ့ဒါတွေ့နေရတာပဲတချို့တော့ဘာသာကြားတွေကငရေပြည့် တကယ်ရှိလားမရှိလားဆိုတာသူတို့မယုံကြဘူးမယုံကြရင်ကိုကိုတိုင်းလက်တွေ့ခံစားရမှသိလင်မယ်အခုလိုဗုဒ္ဓရဲ့ပုံတော်တွေနော်စေတီတော်တွေ AI နည်းပညာတွေနဲ့ဗီဒီယိုအမျိုးမျိုးလုပ်တာတွေအဲ့ဒါတွေဟာငရေရောက်မဲ့လက္ခဏာတွေပဲငရေရောက်မှဘလို့ဒုက္ခမျိုးခံစားရလဲဆိုတာ ကိုယ်ကိုယ်တိုင်တည်မှာเนาะဘာသာကြားတွေပေါ့ဘာချောက်ဆရာတော်ဘုရားကြီးကငရေပြစ်ရှိတာနဲ့ပတ်သက်ပြီးတော့လေးဆိုတာတကယ်ရှိလားတဲ့ရှိတာပေါ့တဲ့အဲ့ဆိုလေးကိုမြင်ရလို့လားမမြင်ရဘူးအဲ့လိုမျိုးပဲလေးဆိုတာမမြင်ရပေမဲ့လက်တွေ့ရှိတယ်ဆိုတာဒါလက်ခံရတယ်လို့ပဲတဲ့ငရေပြစ်ဆိုတာလည်းကိုမမြင်ရပေမဲ့ဒါတကယ်ရှိတယ်ဆိုတာလက်ခံရတယ်တဲ့ငရေပြစ်နဲ့ပတ်သက်ပြီးတော့ ဘုရားဟောပါဠိတော်တွေမှာဒေဝတုတ္တသုတ်တံတို့เนาะတာလာယရဏတာလာယရဏိကသုတ်တံတို့အများကြီးပဲဟောထားပါတယ်ငရဲဆိုတာနိနိရယဆိုတဲ့စကားလုံးကလာတာနိအရာလို့ဖြတ်လိုက်ပေါ့အရာဆိုတာချမ်းသာခြင်းနိဆိုတာကမရှိတာချမ်းသာခြင်းမရှိတာကိုဒါငရဲလို့ခေါ်တယ်ငရဲပြီနဲ့ပတ်သက်လို့တခြားသောဘာသာဝင်တွေရဲ့စံစာတွေမှာ ဖော်ပြတာတာအကျယ်တဝန်းရေးပြတာတာငရေပြည်တည်ရှိပုံလေးအဲ့လိုမျိုးမရှိဘူးဗုဒ္ဓဘာသာရဲ့ဖရာဟောပိတကတပိတကတော်မှာပဲရှိတယ်ငရေပြည်ဘလို့တည်ရှိတာတယ်ငရေဘလို့ခံစားရတာတယ်ငရေကြီးစစ်ထက်အကြောင်းလေးဒါအားလုံးရှိတယ်ငရေပြည်ဆိုတာရှိ ਉ ရှိတာဒါလက်ခံရမှာပဲငရေပြည်ကမိဟာဘလောက်ထိပူပြင်းလဲဆိုရင်အခုလူပြည်မှာရှိတဲ့ပကတိမိဟာ ကြောက်တုံတေးတေးလေးကိုမီးထဲပစ်ထည့်လိုက်လို့အဲကြောက်တုံလေးကဘာမှမဖြစ်ဘူးဆိုပေမဲ့ငရေပြည်မှာရှိတဲ့မီးဟာတောင်ထွက်လောက်ရှိတဲ့ကြောက်တုံကြီးကိုပစ်ထည့်လိုက်လို့ဆိုရင်အဲကြောက်တုံကြီးကချက်ချင်းပျောက်ွေသွားတယ်ပြာကျသွားတယ်အဲ့လောက်ထိပူပြင်းတာအဲ့ဒါကြောင့်မို့လောဟကုန်ပြီငရေနှစ်ခုအကြားကနေစီးဆင်းလာတဲ့ရေရပါတော့အခုလူပြည့်ရောက်တဲ့အထီတောင်မှာ ကြိုက်ကြိုက်ရှုနေအောင်ပူပူနေတော့မယ်ပေါ့ငါရင်နွေးပူသလိုကြိုက်ကြိုက်ရှုနေအောင်ပူနေတော့မယ်အဲ့ဒါလက်တွေ့ပါပဲအစာတတမင်းကြီးကဖះကိုအကြည်ညိုဆုံးဆိုတာဟုတ်ပါသလားတဲ့ဟုတ်ပါတယ်ဒါပေမဲ့ဖះကိုအကြည်ညိုဆုံးဆိုတာပူထုစင်နေတွင်မှာဖြစ်ပါတယ်ပူထုစင်နေတဲ့မှာအစာတတမင်းကြီးကဖះကိုအကြည်ညိုဆုံးဖြစ်ပါတယ်အရိယာတွေကြည်ညိုတာကိုတော့မမီးဘူးပေါ့နော်ပူထုစင်နေဘလောက် ဘလောက်ပဲဖះကိုကြည်ညိုကြည်ညိုအရိယာတွေဖះကိုကြည်ညိုတာကိုမမိပါဘူးเนาะဘာဖြစ်လို့အစာသတ်မင်းကြီးကဖះကိုပုတုဇဉ်နေတဲ့မှာအကြည်ညိုဆုံးဖြစ်ရတာလဲဆိုရင်အစာတတ်မင်းကြီးကအရှင်ဒေဝရနဲ့ပေါင်းပြီးတော့အရှင်ဒေဝရကပြောတာမင်းကခမီးတော်ကိုတက်ပြီးဘရင်လုံးငါကမြတ်စွာဘုရားကိုတက်ပြီးတော့ဘုရားလုံးမှာပေါ့နော်အဲ့တော့ဇာတတ်မင်းကြီးက သူရဲ့ခမည်းတော်ဗိမိတရာမင်းကြီးကိုတတ်ဖို့အားထုတ်တယ်။တတ်ခမ်းလိုက်တာပေါ့လေတတ်ခမ်းနေဆိုတာသူတတ်တာနဲ့အတူတူပါပဲ။အမှဒေဝရကလည်းဖះကိုတတ်ဖို့ကြံစီလို့မြေမြိုရတယ်။အဲ့တဲ့င်းကိုလည်းကြားရတယ်။နောက်ပြီးတော့ဗိမိတရာမင်းကြီးနိုင်ရနိုင်ရဆန်သာဆန်သွားတာကိုလည်းကြားသိတဲ့အခါမှာသူကနောင်တအကြီးကျယ်ရပြီးတော့အဲ့ဇီကောက် ဆရာစီကခေါ်ပြီးတော့ဖះဆင်းစီသွားဖះဆင်းကအဲ့မှာအတာမညာဖလားတရားဒေသနာကိုဟောတဲ့အခါမှာအတိုင်းထက်အလွန်ဖြင့်မြတ်စွာဘုရားအပေါ်မှာကြည်ညိုသွားတာအဲ့ဒါကြောင့်မို့ဖះပုရုဇဉ်တွေထဲမှာအစာရတ္တမင်းကြီးကဖះကိုအကြည်ညိုဆုံးပါနော်ပုံမှန်ဆိုရင်အစာရတ္တမင်းကြီးကခမည်းတော်ကိုတက်လိုက်တဲ့ကံကြောင့်ပိတုကာရကကံကြောင့်အဝိဇ္ဇငရေတို့သွားရမှာဒါပေမဲ့လို့ ဖျားရှင်ကတိုင်းထက်အလွန်ကြီးညိုပြီးတော့အဲ့ဒီကံကြောင့်ဖျားကိုကြီးညိုတဲ့တရာတရားကြောင့်အဝိဇ္ဇိတို့မကြားရောက်ရပဲနဲ့လောဟကုံပြီးငရဲတို့ပဲကြားရောက်ရပါတယ်ပင်စာတန်နန္ဒရကံ၅ပါးမေနိယတမေဆဒိဋ္ဌိကံအဲ့ဒီကံကလွယ်ပြီးကြံတဲ့ကံတွေကပုံတည်မှတ်လို့မရဘူးအမြဲပြောင်းလဲနိုင်တာပေါ့နော်ဒါပေမဲ့အစရတမင်းကြီးကချင်းချက်အနေနဲ့ ဖះကိုជីညိုပြီးတော့ជីညိုသွားတဲ့တရာတရားเจ้าပေါ့เนาะသူကပင်စာနေရိယကံကျူးလွန်မိပေမဲ့အဝိဇ္ဇိတို့မရောက်ရပါဘူးအလောကကုန်ပြီငရဲတို့ပဲရောက်ရတာပါ